ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ဆုံးအောင်ထိနားထောင်သွားပါမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတွင်ကျွန်တော်ရဲ့မိတ်ဆွေခွန်ရက်သားသမီးအားလုံးတို့ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီစက်တလာဝိုင်းမှာ ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့မပြောခင်မှာဒီစက်တလာဝိုင်းမှာအစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်တဲ့နဲ့နေနံပိုင်ရှင်လေးရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စက်တလာဝိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူးယာဟူးသာသမီမိတ်ဆွေတို့အနေနဲ့ အစားအစာအရာရာဂယုစိုက်ပြီးတော့နေထိုင်ရမယ်လာတလာပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ဒီစတလာပိုင်းမှာ ဆိုလို့ရှိရင်ဘာကိစ္စကိုမစိုးလောက်တော့မယ်ဆိုလို့ရှိရင်တော့ခံစားစိတ်ခံစားချက်ကိုရှင်းတန်းတင်တာမျိုးတွေเนาะပြီးတော့မိမိရဲ့ကုဏနောင်ဟာ အဲခုနကတော့ဒေါသထွက်တတ်တဲ့လူတွေစိတ်မြန်လက်မြန်ဆုံးဖြတ်တတ်တဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစတလာဝိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့အမားတွေများစွာနဲ့ဂျုံဝါတတ်တယ် အဲ့တော့ကျွန်တော်တို့ဒီတလားစာမှာเนาะဒီကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနေရဲ့အကြောင်းကိုကျွန်တော်ပြောပေးနေတယ်ဆိုတာကကျွန်တော်တို့ခုနကညံ့နေတဲ့သူတွေကိုဖြစ်ပါစေဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမဟုတ်ဘဲနဲ့เนาะဘာဘဲလုံးလုံးတကယ်လုံးလုံးနေတဲ့သူတွေမှာဒုက္ခတွေကြုံတွေ့ရမှာဆိုလို့ကျွန်တော်တို့အနေနဲ့ဒါအဆအဆရရရှောင်ရန်ရှောင်ရန်လေးတွေနေထိုင် နေထိုင်မှုပေါ့နော်ဒါကျွန်တော်ပြောပြပေးခြင်းဖြစ်တယ်ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒုက္ခဖြစ်ပါစေဆိုတဲ့ရောက်ပါစေဆိုတဲ့ပုံစံနဲ့ဒါကျွန်တော်တို့သုံးသပ်ပြီးတော့ဟောပြောပြသခြင်းမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေဒီ ကျွန်တော်တို့ဒီစက်တလားပိုင်းမှာဆိုလို့ရှိရင်တော့ကံကိုပုံပြီးတော့စူးပုံနင်းတဲ့အလုံးမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေပမာဏအများကြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုလည်းပဲရှောင်ရှားတင်တယ်မိတ်ဆွေတို့အနေနဲ့ဒီစက်တလားပိုင်းဆိုတဲ့ကာလမှာဘာသာရေးတွေကိုပိုးလောက်တင်တယ်အဓိဋ္ဌာန်တွေဝင်တင်တယ်အဲ့တော့ပြောအချုပ်အပြင်ပြောရမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေကိုများများလောက်ကင်သင်သောနေ့နံပိုင်ရှင်တွေပဲ ဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်အကောင်နဲ့ဆိုးနဲ့ဒွန်တွဲနေတဲ့နေနံပိုင်ရှင်တွေကတော့ကျွန်တော်တို့တနင်္လာသားသမီးတောင်းချသားသမီးစနေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီစက်တလာဝိုင်းဆိုတဲ့ကာလမှာအကောင်နဲ့ဆိုးနဲ့ဒွန်တွဲနေတဲ့ဒါလာတလာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာတောက်ကြစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာဝိုင်းဆိုတဲ့ကာလမှာအလုတ်တွေလှုပ်တော့မယ်ဆိုလို့ရှိရင်တော့

မိတ်ဆွေတို့အနေနဲ့တေချာလေးစဉ်းစားပြီးတော့เนาะတေချာလေးသုံးတက်မယ်တန်းဆုံးဖြတ်ပြီးတော့တန်းလောက်ကင်တာမျိုးတွေကိုမလောက်ကင်သေးဘူးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကเนาะခုနကအကောင့်တဝက်ဆိုးတဝက်ရောနှောနေတာမျိုးတွေဒါရှိနေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အလုပ်တွေကိုလုပ်တော်တဲ့အခါမှာเนาะခုနကတဖက်လူပြောစကားမျိုးတွေကိုခုနကနားယောင်ပြီးတော့လောက်ကင်တာမျိုးမလုပ်ဘဲနဲ့မိမိရဲ့ဒီစိတ်ကူးစိတ်တန်းနဲ့เนาะတေချာလေးသုံးတက် ြီးကမှာเนาะအဲအလုတ်တွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာကိစ္စတွေနဲ့ပဲဖြစ်ဖြစ်လောက်ကင်ပဲဆိုလို့ရှိရင်เนาะအမားလေးတွေဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့တန်နေလာသားသမီးတောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတွေကတော့ဒီဆက်တလာပိုင်းမှာเนาะမိတ်ဆွေတို့အနေနဲ့ခုနကတော့ဟာဆက်တူလောက်ကင်တဲ့လုပ်ငန်းမျိုးလေးတွေကိုတတိထားပြီးတော့လောက်ကင်တင်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီး၊ကြာသာပရိသားသမီး၊အင်္ဂါသားသမီးမိတ်ဆွေတွေကတော့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာကတော့အဆအဆအရာရာမိတ်ဆွေတို့အနေနဲ့အရန်ကြီးခုနကတော့အားထုတ်เสียအားဆိုင်เสียမလိုပဲနဲ့ပုံမှန်လေးကြိုးစားမယ်ဆိုရင်ကျွန်တော်ရဲ့ဒီတနင်္ဂနွေကြာသာပရိအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာเนาะ အဲအစားအစာအရာရာအစဉ်ပြေမှုတွေအောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့တန်င်းကနွေသားသမီးအင်္ဂါသားသမီးဂျာသာရီသားသမီးမိတ်ဆွေတို့အနေနဲ့အလောက်ကင်တွေကိုလောက်ကင်တော့မယ်ဆိုရင်တော့ရဲရဲဝုံဝုံနဲ့เนาะမိမိတို့ဒီဆုံးဖြတ်ချက်ချပြီးပြီဆိုရင်စတင်ပြီးတော့အကောင်ထဲဖောပြီးတော့လောက်ကင်တာမျိုးတွေကိုလောက်ကင်တဲ့ချီတုံချတုံမလောက်ဖဲနဲ့ခုနကတော့ တွေဝေးနေတာမျိုးတွေမလုံးဖဲနဲ့မိဆွေတို့အနေနဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေကြာသာပြီးအင်္ဂါသားသမီးမိဆွေတို့အနေနဲ့ဒီစတလာဝိုင်းဆိုတဲ့ကာလမှာเนาะအစအစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်နောက်ပြရမှာလည်းပဲပေါ့နော်ကျွန်တော်ရဲ့ဒီမိษွေခွန်ရဲသားသမီးတွေအားလုံးတို့ကျွန်တော်တလားစာဟောဇရန်ဗီဒီယိုဖိုင်လေးတွေကိုလည်းပဲကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုနော်အဲဒီ ဒီ9ရက်သားသမီးမိတ်ဆွေတွေအားလုံးတို့ဟောစရန်ဗီဒီယိုဖိုင်လေးတွေကိုစောင့်မျှော်နေတဲ့ခုနက9ရက်သားသမီးတွေရှိတယ်ဆိုရင်လည်းကျွန်တော်တနည်းချင်းစီတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့9ရက်သားသမီးမိတ်ဆွေတွေအားလုံးဒီ7လပိုင်းဆိုတဲ့ကာလမှာเนาะအဆိုးဟူသမျှဝေးလွှင့်ပါစီကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစီမိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းနေ ဖြောင်းယူตายပြီးတော့ငွေချေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာတွေလွယ်ကူပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်စက်တလာပိုင်းအတွက်ကံကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတဲ့ဒီဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်